အမျိုးသားနဲ့ကတော့အော်လူမျိုးပေါ့မန်လေးရတော်တော်လည်းပြစ်တာပေါ့သူကလည်းကိုပြိတက်ပေါ့ကိုကိုအပီးတဲ့ပြိတက်ပေါ့ဟုတ်တယ်ဖန်ပေါ့စာရင်းနေတာပေါ့ဖြစ်ဖြစ်ပေါ့သူလင်းကား6နှစ်လောက်တော့သူနဲ့နည်းနည်းအချိန်အမှကြားထဲမှာကြာသွားလိမ့်တာပေါ့ချစ်သူကလည်း6နှစ်လောက်ကြာပြီးမှပဲအိမ်အောင်ပြစ်ပြစ်တာဟုတ်အဲအိမ်အောင်တက်က၄နှစ်ပေါ့2020နှစ်လပိုင်းအောင်ဟုတ်တယ်မိလေးကအခု3နှစ်ခွဲပေါ့နော်၄နှစ်တည်းရောက်တော့မှာ ကိုကမရဘောလုံးကစားလို့တာသမီကိုဘောလုံးကစားရမယ်ဆိုတော့ကိုအဲ့လိုတော့မရှိပါဘူးသူတွားချင်တဲ့လမ်းကြောင်းကိုအကောင်းဆုံးဖြစ်အောင်ပံ့ပိုးပေးမယ်အမျိုးသားနဲ့ကတော့အော်လူမျိုးပေါ့မန်းကိုကလည်းမဟုတ်လဲမန်းလေးမှာကိုကအများဆုံးကအခုမန်းလေးမှာမိသားစုလိုနေတဲ့အိမ်ရှိတော့မန်းလေးရတော်တော်လည်းပြစ်တာပေါ့သူကလည်းကိုပြိတ်တဲ့ပေါ့ကိုကိုအားပေးတဲ့ပြိတ်တဲ့ ဟုတ်တယ်ဖန်ပေါ့အဲ့လိုဆိုတော့သူနဲ့အဲ့လိုခင်နာနေပြီးတော့အဲ့လိုမျိုးပေါ့စာရင်းနေတာပေါ့ဖြစ်ဖြစ်မတော်၄၅6နှစ်လောက်တော့သူနဲ့နည်းနည်းအချိန်အမှကြားထဲမှာကြာသွားလိမ့်တာပေါ့ချစ်သူကလည်း6နှစ်လောက်ကြာပြီးမှပဲအိမ်အောင်ပြဖြစ်တာဟုတ်အဲအိမ်အောင်တက်က၄နှစ်ပေါ့2020နှစ်လပိုင်းအောင်အမေလေးကအခု၃နှစ်ခွဲပေါ့နော်၄နှစ်တည်းရောက်တော့မှာသူကအိမ်နံပါတ်ကတော့ဖောင်ဖောင်လို့ခေါ်တာ ကျောင်းနာမည်ကတော့မေမင်းခေမေမင်းခေဟုတ်အခုချိန်ကတော့ကလေးကငယ်သေးတော့လीနော်ဘာမှကြိုပြောလို့မရအခုကတော့ तू ကတော့မေးသွားတဲ့နောက်ကိုတကောက်ကောက်ဘလုံးသမားတွေနဲ့ဆိုသူကသဘောကျရတယ်မေးတော့ तू ကတိတ်ပြီးတော့မရှိလဲရတယ်ပေါ့ तू အဖော်တွေနဲ့ तू หนีတတ်တယ် तू ကအပေါင်းတတ်တယ် तू ဘလုံးတော်ဝါဒနာပါပါတယ်ဝါဒနာပါတယ်သူတို့ပုံမူတည်တာပေါ့ငယ်သေးတဲ့ခါကျတော့ဘာဖြစ်ရမယ်ဘာဖြစ်ရမယ်ဆိုသူတို့တော့ပြောလို့မရအောင်လေကလေးရဲ့စိတ်ဆို तू ဒီအကဒါလောက်ချင်တယ်ဆိုလဲ ဟိုဒါကြီးနိုင်ပြောင်းသွားမှာပါကလေးတွေရတာငယ်တဲ့အချိန်မို့လို့သူတို့သူတို့သွားချင်တဲ့လမ်းကြောင်းတစ်ခုတော့အကောင်းဆုံးကိုကပန့်ဖို့ပေးရမှာပေါ့သူသွားချင်တဲ့လမ်းကြောင်းကိုအကောင်းဆုံးဖြစ်အောင်ပန့်ဖို့ပေးမယ်အရှင်ပြအောင်ဟိုတနက်လောက်မိဘကစပိုးရင်းကုတ်ပေးပေးမှာပေါ့ကောင်းတဲ့လမ်းကြောင်းသူသွားချင်တဲ့လမ်းကြောင်းလေးအဲအရှင်ဆုံးပြောရရင်တော့ဒီဘလုံးကိုနစ်လိုက်စိတ်နစ်ထားတဲ့အခါကျတော့အဲ့ဘက်ကိုတိတ်ပြီးဥစားမပေးရတဲ့အပိုင်းကတော့အများဆုံးရှိတာပေါ့အဲအဲ့တော့သူသူနဲ့လည်းအဲ့လိုမျိုးပေါ့နားလည်မှုတော့ယူရတာပေါ့ သူကလည်းနားလဲပါတယ်ကိုကလည်းဘောလုံးကလွယ်ကျန်တာကြတော့အချိန်မပေးနိုင်ဘူးဒီနှစ်ထဲမှာပဲဒီကန်ထဲမှာပဲနှစ်လုံးပေါ့16နှစ်20လောက်နေလာတဲ့ခါကျတော့အပြင်ကျတော့လေတုံတုံအပြင်မိန်းကလေးတွေလိုတိတ်ပြီးတော့ဟိုသွားထိသွားလဲတိတ်ပြီးမတုံဖြစ်ဘူးပေါ့အဲ့တော့သူလည်းမန်းလေးမှာကိုလည်းဒီမှာပေါ့အဖုန်းတော့ပဲဆက်သွေးပြစ်တာပေါ့တကူးဆိုရင်တော့ဟိုပွဲရှိရင်ပွဲသွားထွက်ကစားလိုက်တယ်ပြီးပြန်လာပေါ့နော်အဲ့လောက်ပဲဟိုတားကြီးဟို ဟိုအတူတူတွေ့ရတဲ့အချိန်နဲ့တာပေါ့နော်အဲ့လိုမသွားပြည့်ဒါပေမဲ့နောက်ပိုင်းကျတော့ကိုလည်းအိမ်အောင်ပြုတော့34ဆိုတော့အိမ်အောင်ပြုရမယ့်အချိန်တန်လို့ပေါ့နော်အဲ့လိုမျိုးနဲ့နဲ့လဲအချက်ပြစ်သွားတော့ဟုတ်ကိုကကျတော့ဒီကိုအလုံးနဲ့ပတ်သက်ပြီးတော့အဲ့လိုချုပ်တာချုပ်နေနေမျိုးပေါ့ချုပ်ကျဲတာတွေဟိုမနာမသွားနဲ့ဒီနေရာမသွားနဲ့ဆိုတော့ဒါမျိုးတွေကတော့လုံးလို့မရဘူးနော်ဒီကအများနဲ့အားလုံးနဲ့အကုန်လုံးကအကိုကတခုခုဆိုလဲ ဟိုတနေရသွားတယ်လေဘောလုံးသမားတွေဆိုတော့နည်းနည်းဘောရလည်းများတယ်ပေါင်းတင်လည်းများတာပေါ့ဟိုအသိမိတ်ဆွေများတာပေါ့နော်အဲ့လိုမျိုးတွေခါကြတော့ဘယ်နေရာသွားလဲသွားမလဲဆိုတော့ပြောတော့ပြောသွားတာပေါ့ဒါပေမဲ့ဟိုအဲ့လိုမျိုးကြီးတော့မသွားနဲ့လို့ဘာညာလို့တော့မပြောပါဘူးအဲ့တော့အမအခုဒီလိုမျိုးဘောလုံး live မှာပဲစက်တန်းနေတာအခွင့်ယူတာအဲ့ခွင့်ပြုပါလေသူတို့ဟန်ဒီဘောလုံးတော့သူကဟိုမတရားပြန်ကဲအောင်မှသူကအားပေးနေ အဲ့လိုမျိုးဆိုတော့ကိုကမကန်နိုင်တော့ဘူးပြောတာမဟုတ်ဘူးသူကကန်ခိုင်းတယ်။မြန်ကိုတိုင်ကဒီဘောလုံးကစားနည်းနဲ့ပတ်သက်ချစ်မြတ်လို့တာရှိရဒါပေမဲ့ရေရှည်ဘဝအတွက်ကျတော့အမခံချက်ရှိမရှိတယ်ညကိုတိုင်လည်းသိတဲ့အခါကျတော့အရင်လည်းပြင်မနေတယ်ဒီလောက်ကတွန်တွန်ဝါသနာနဲ့လှုပ်လို့လည်းမရဘူးဝါသနာအနစ်နာအကုန်လုံးပိဆက်ရတယ်အရင်တန်ဖို့များတယ်တန်ဖို့အရင်ကြီးတဲ့အခါကျတော့အဲ့ဒါကိုသားသမီးတွေရလာတဲ့အခါကျတော့လေဒီလောက်ကိုခုလိုမျိုးကြီး ိုအရင်သူတို့ပေးမဆက်ခိုင်းစေချင်တာသူတို့တကောင်းတတာနဲ့သူတို့ဖြစ်မဲ့ပေါ်ပေါ်ပါပါနဲ့သူတို့တွားချင်တဲ့လမ်းကြောင်းတစ်ခုဒီလို့ဆိုကိုအရင်ပင်ပန်းနေနေကိုအရင်ပင်ပန်းနေအရင်ရုံးကန်ခဲ့ရတယ်ဟိုအောင်မြင်အောင်မြင်တာအောင်မြင်တာပဲဒါပေမဲ့ပိဆက်မှုကအရင်ကြီးမာတယ်လေဟုတ်တယ်အောင်မြင်မှုကနောက်ပဲပြီးတော့ဘဝကြတော့ဘဝရဲ့အာမခံချက်ကြောက်ကြမရှိဘူးပေါ့နော်အဲကြောင့်မို့သူတို့လေးတွေကိုကြတော့ ဘာဖြစ်ချင်လဲသူတို့သွားချင်တယ်သူတို့ခုခေတ်ကလေးတွေကတော့သူတို့အရန်တိအရန်တက်တယ်လေအရန်လည်းတော်ထက်ကြတယ်အဲသူတို့သွားချင်တဲ့လမ်းကြောင်းတစ်ခုတော့ရအောင်ဘုပကပို့ပေးရမှာပေါ့ဒီလိုတော့ဒီကလေးကကိုကမရဘောလုံးကစားလို့သားသမီးကိုဘောလုံးကစားရမယ်ဆိုတော့ကိုအဲ့လိုတော့မရှိပါဟုတ်ကဲ့ပါပြည့်တက်တွေကတော့ကိုကတော့တကယ်ပြည့်တက်တွေတော့ချစ်လေချစ်တယ်လေးစားပြီးသားပေါ့အဓိကကတော့ကို့ဘဝမှာပြည့်တက်တွေကနံပါတ်1ပေါ့တကူးဆိုလို့ရှိရင် စားစားရရသူတို့ကိုတလေးတစားဆက်ဆံပေးတယ်တကယ်တလေးတစားနဲ့သူတို့ဟိုဘယ်သူပဲဖြစ်ဖြစ်တပုံရိုက်တဲ့သူပဲဖြစ်ဖြစ်အားပေးတဲ့သူပဲဖြစ်ဘယ်သူပဲဖြစ်နေဖြစ်နေကိုတလေးတစားနဲ့သူတို့အများနဲ့ပြန်တုပ်ပြန်ပြီးတာရှိသူတို့လည်းအများန်းကိုကသူတို့အားပေးလို့လည်းကိုလည်းဟိုနာမည်တစ်ခုဟိုပေါ့ရခဲ့တာပေါ့နော်အဲ့တော့သူတို့လည်းကျေးဇူးအရမ်းတင်တယ်သူတို့ကလည်းဟိုဘယ်နေရာပဲရောက်ရောက်ကိုကိုသူတို့ရှင်ထဲမှာရှိနေတဲ့အဲ့အတွက်ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်